ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar နဲ့ဘန်ဒါဘန်နယ်မြေအကြားလွန်ပြင်းဒေသကိုဆစ်စင်ရေးအထူးနယ်မြေအဖြစ်သတ်မှတ်ထားတယ်ဆိုပြီးတော့အိန္ဒိယသတင်းစာ Northeast News ကရေးသားထားတဲ့သတင်းဟာလုံးဝမမှန်ကန်တဲ့သတင်းဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ် ISPR ကထုတ်ပြန်ကြေညာပါတယ် ISPR ဆိုတာဘင်္ဂလားဒေ့ရှ်အစိုးရဆိုင်ရာအဖွဲ့အစည်းအချင်းချင်းကြားဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့စစ်တပ်ကတရားဝင်ထုတ်ပြန်တဲ့ Inter Services Public Relations အဖွဲ့ဖြစ်ပါတယ်။အိန္ဒိယစနစ်ဌာနရဲ့အရေးသားချက်ဟာတမင်သက်သက်အထင်လွဲမှားအောင်ရေးသားထားတာလို့ Bangladesh ISPR ကဆိုပါတယ်။ Bangladesh စစ်တပ်ဟာအကြမ်းဖက်အုပ်စုနဲ့ခွဲထွက်ရေးအုပ်စုတွေကိုထောက်ခံအားပေးနေတယ်ဆိုတဲ့ရည်သားချက်ဟာလဲမဟုတ်မမှန်ဆွဆဲတာသာဖြစ်တယ်လို့ဆိုပါရယ် North East News ကရည်သားဖော်ပြထားတာကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ခ်စ်ဘဇားနဲ့ဘန်ဒါဘန်နေမီဂျာ ကျေပြန့်တဲ့လွန်ပြင်းဒေသကိုစစ်စင်ရေးအထုနယ်မြေအဖြစ်သတ်မှတ်ပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်က AARK တပ်တော်ကိုထောက်ပံ့ကူညီမှုတွေပေးဖို့စီစဉ်ထားတယ်လို့ရေးသားထားတာဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အမေရိကန်တို့ရဲ့ဥဆောင်မှုကိုမိုဟာမက်ယူနုစ်ကလက်ခံမှုပြင်ဆင်ထားတဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်ကစေရေးစင်ချန်လန်းကိုလည်းသွေးစွမ်းမဲ့စင်ချန်လို့ဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါခါဥဇမန်ကဒီလာထဲမှာပဲပယ်ချထားပါတယ်။ မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်နဲ့စင်ကူးမြို့နယ်ထဲမှာရှိတဲ့စာတင်ကျောင်းနဲ့ဟိုတယ်တစ်ခုကိုဇွန်လ၁ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။မနေ့ကညပိုင်း9နာရီဝန်းကျင်မှာသပိတ်ကျင်းမြို့နယ်၄မိုင်ကန်တာကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်းပေါ်ကိုစစ်တပ်ကပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စာတင်ကျောင်းတွေပိတ်ထားတဲ့အချိန်မို့လို့လူအထိကိမရှိပေမဲ့ဘုံကျဲခံရတဲ့စာတင်ဆောင်၂ဆောင်ကတော့ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဒါအပြင်မနေ့ကနေ့လယ်တနားရီကျော်မှာစင်ကူးမြို့နယ်နတ်တောင်ကျေးရွာရှိ Lucky 7 Hotel ကိုစစ်တပ်ကပေါင်300ဘုံကျဲချတိုက်ခိုက်ခဲ့ပြီးတော့ Hotel အနီးဝန်းကျင်မှာရှိတဲ့အသက်20နဲ့30အရွယ်အမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာငလျင်ထူထောင်ရေးအတွက်ဇွန်လ1ရက်နေ့ကနေပြီးတော့ဇွန်လကုန်အထိအပြည့်ရထားမယ်လို့၄ချိန်မြောက်ထပ်မံကြေညာလိုက်ပေမဲ့မြေပြင်မှာစစ်ကြောင်းထိုးတာတွေလေကြောင်းတိုက်ခိုက်မှုတွေကတော့အဆက်မပြတ်ဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ် စကိုင်းတိုင်းကပ်လူမျိုးနဲ့ငပြောတိုင်းရွာတက်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီကဒီကနေ့မနေ့9နာရီ35မိနစ်အချိန်မှာအရက်သားနေတွေကိုမိရှုဖျက်ဆီးနေကြောင်းဒေသခံတွေကပြောပါတယ်။ဒါအပြင်ရန်ကြီးအောင်ပန်းချန်ရှိမှာစစ်ကောင်စီကရင်ထင်းရဲတွေနဲ့ပူးပေါင်းပြီးတော့အင်ဂျီကား၅ကြီးနဲ့ဂိတ်ချစစ်ဆင်နေပါတယ်။ဆိုင်ကယ်အစီး300လောက်ကိုလည်းဖမ်းဆီးထားပါတယ်။ မနေ့ကဇွန်လ10ရက်နေ့မှာလဲစကိုင်းမြို့အနောက်ချမ်းစင်မြေရွာမှာအထိုင်ချနေတဲ့စစ်ကောင်စီကတောင်းမရွာဘက်ကိုစစ်ကြောင်းထိုးခဲ့ပါတယ်ဒါအပြင်ညနေ9:44ချိန်မှာအုံတော်6335တင်ငါတိုင်ရင်ကနေပြီးတော့ဟော်ဝေဆာလက်နက်ကြီးတစ်လုံးနဲ့တပ်မ33ကနေပြီးတော့တရခွန်မမတို့ကိုအုံပြုတ်ပြီးတော့အနောက်ဖက်ချမ်းကိုပစ်ခတ်ခဲ့ပါတယ် မနေ့ကည9:15မိနစ်မှာလဲစစ်ကောင်စီတပ်သား50လောက်ကရွှေဘုံမြို့တီးကုန်းရွာကိုမှွေတော့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ည8:00လောက်မှာရွှေဘုံကောလိပ်ထဲကစစ်ကောင်စီတပ်သားတွေကလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးတော့ည9:00ထိုးကန်ဒီအချိန်လောက်မှာကညာနာအတွင်းကစစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေအသုံးပြုပြီးတော့ထပ်မံပစ်ခတ်ခဲ့တယ်လို့ဒေသတွင်းအရင်းမြစ်တွေကပြောပါတယ်။ရှမ်းပြည်မြောက်ပိုင်းလာရှုမြို့နယ်ဟန်နာကျေးရွာအုပ်စုအနီး နားလိုက်ရွာအထက်မှာ SSPB SSC စစ်ကြောင်းနဲ့ကိုကန်တပ်ဖွဲ့ MNDAA တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ MNDAA ဘက်ကတပ်သား၈ယောက်ကြာဆုံးခဲ့ပြီးဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB ကဇွန်လ၁ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ SSPB ဘက်ကထိခိုက်ကြာဆုံးမှုရှိမရှိကိုတော့ဘာမှထုတ်ဖော်ပြောဆိုမထားပါဘူး။နားလိုက်ကြေးရနာမှာ SSPB SSC နဲ့ကိုကန်တပ်ဖွဲ့ MNDAA တပ်မအမှတ်611တို့မနေ့ကနေ့လယ်ပိုင်းမှာတစ်ချိန်ညပိုင်းမှာတစ်ချိန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ MNDA ကစတင်တိုက်ခိုက်တာကြောင့်တိုက်ပွဲဖြစ်ခဲ့တာလို့ SSPB ကထုတ်ပြန်ကြမှာဆိုထားပါတယ်ကိုကံဘက်ကတော့တိုက်ပွဲသတင်းကိုမထုတ်ပြန်သေးသလိုကြဆုံသတင်းကိုလည်းအတိမပြုပါဘူးမနေ့ညနေပိုင်း9နာရီမှာတော့တိုက်ပွဲဖြစ်ပွားရာနေရာကနေပြီးတော့ MNDA တပ်တွေပြန်ဆုတ်ခွာသွားခဲ့ပါတယ်ဒါပေမဲ့နှစ်ဖက် တပ်ဖွဲ့တွေဟာအင်အားထပ်ဖြစ်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားမှာကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့ဆိုပါတယ်နားလိုက်အနည်းနတ်မဟာ ကြောင်မီးသွေးထုတ်တဲ့နေရာဖြစ်ပြီးတော့အရင်က SSPP SSA ထိန်းချုပ်တဲ့နေရာဖြစ်တဲ့အတွက်ပြန်ပေးဖို့ SSPP SSA ကတောင်းဆိုနေတာပါတစ်သမျှနှစ်ခွန်ဆစ်ဆေရဲ့ဒုတိယပိုင်းအပြီးမှာကိုကန်ကအဲ့ဒီနေရာကိုတင်ပိုက်ထားတာ ဖြစ်ပါတယ်စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေတက်ဆွဲထားတဲ့ပင်လောင်းမြို့နယ်စောင်းပြောင်းရွာစကန်းသိန်းတိုက်ပွဲမှာရဲဘော်နှုတ်ကြဆုံးခဲ့တယ်လို့ KNY အမျိုးသားများကာကွယ်ရေးတပ် KNDF တိုက်ရင် 29ကဒီကနေ့အသိပေးထုတ်ပြန်ထားပါတယ်။တိုင်ရင်29ရဲ့တက်ခွက်တစ်စစ်ကြောင်းမှုရဲဘော်စလိုင်းရဲနိုင်ခေါ်ဂျော်ကာနဲ့ဒုတက်ခွဲမှုမင်းထက်နိုင်ခေါ်အယိုးတို့ကစောင်းမြောင်းရှင်တန်းစစ်မြေပြင်တိုက်ပွဲမှာမေလ24ရက်ကကြာဆုံးခဲ့တာလို့ဆိုပါတယ်။စစ်အာဏာရှင်စနစ်ကြာရှုံးပြီး Federal Democracy စနစ်ပေါ်ပေါက်လာရေးအတွက်အခုလိုအသက်ပေးပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်ရဲနိုင်ခေါ်ဂျော်ကာနဲ့ ရဲဘော်မင်းထနိုင်ခေါ်အယိုးတို့အတွက်ဂုံယူဝမ်းတမ်းမိတယ်လို့ KNDF တိုင်ရင်အမှတ်29ကထုတ်ပြန်ကြေညာထားပါတယ်။စောင်းပြောင်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်စခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲကနေပြီးတော့စစ်တုံးပန်းတွေနဲ့လက်နက်ခဲယမ်းတွေရခဲ့တဲ့အကြောင်းကိုလည်း Fakon PDF ကမေလ30ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရေအကြီးကျယ်လွှမ်းမိုးနေတဲ့ချီဖွေကျိုးတနာအနီနာဝန်းကျင်မှာဒီနေ့နေ့လယ်ပိုင်းမှာတော့ရေပြန်ကျသွားပါတယ်ဒီကနေ့မနက်ပိုင်းအထိကချင်းပြည်နယ်မြစ်ချင်းနားမြို့မှာအီအော်ရီမြစ်ရေဆက်လက်မြင့်တက်နေပြီးတော့ဆိုးရိမ်ရေမက်အထက်တလက်မလောက်ကျော်လွန်ရောက်ရှိနေတာကြောင့်အင်ဂျီ800ကျော်ရွှေ့ပြောင်းနေကြပါတယ်နောက်တစ်ရက်အတွက်မှာတပေခွဲလောက်ထပ်ပြီးတော့မြင့်တက်နိုင်တယ်လို့လဲစစ်ကောင်စီမိုးလေဝသနဲ့ဇလဖေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်မှာသတိပေးထားပါတယ်ဒါအပြင်ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်တွေကနောက်ချိန်နဲ့လပန်ကျေးရွာတွေက စစ်ချောင်စကန်းနဲ့အထိရေတွေဝင်ရောက်ခဲ့ပြီးတော့အဆောက်အအုံတွေနစ်မြုပ်နေတာကြောင့်စစ်ချောင်တွေရွှေ့ပြောင်းနေကြရတယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ကချင်ပြည်နယ်မြောက်ပိုင်းမေခမလိခမြဖြားပိုင်းမှာမိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့်မေလ30ရက်တနေ့ကစပြီးတော့ပူတာအိုချီဖွေဝိုင်းမော်မြကြီးနားမြို့တွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ပြီးတော့မြကြီးနားမြို့အတွင်မြေနေပိုင်းရက်ွက်တွေကနေအိမ်တွေရေလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။ဒါအပြင်ချီဖွေမြို့မှာလည်း စစ်ဆောင်စခန်းနေနဲ့ရက်ွက်တုံးခုရေကြီးနစ်မြှုပ်မှုတွေဖြစ်ပြီးတော့စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါရယ်ရုရှားစစ်တပ်ရဲ့လေကြောင်းစစ်စခန်း၄ခုမှာရှိတဲ့တိုက်လေရင်40တန်းကိုယူကရိန်းဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းအစိုးရကအကြေညာပါရယ်အဲ့ဒီစစ်စင်ရေးကိုပင့်ကူရင်စစ်စင်ရေးလို့ခေါ်ပြီးတော့စစ်စင်ရေးအတွက် drone 138ကိုအသုံးပြုခဲ့တယ်လို့သမရဇလန်စကီးကထုတ်ဖော်ပြောဆိုပါတယ်။စစ်ရေးဖိနှောက်ဖို့အတွက်ယူကရိန်းထောက်လှမ်းရေးကတနစ်ခွဲကျော်ကြာအချိန်ယူစီစဉ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ယူကရိန်းထောက်လှမ်းရေးက drone 138ကိုရုရှားလေကြောင်းစစ်စခန်းတွေအနီးအနားထိရောက်အောင်ကွန်တိန်နာကားတွေနဲ့ရုရှားနိုင်ငံနဲ့ခိုးသွင်းသွားခဲ့ပါတယ်။အဲ့ဒီကွန်တိန်နာကားတွေရဲ့အမိုးကိုအဖွင့်ပိတ်လုပ်လို့ရအောင်စီစဉ်ထားပြီးတော့အားလုံးနေရာယူပြီးတဲ့နောက်၄နေရာစလုံးမှာချိန်ကပ်ဒီပြိုင်နဲ့ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီနေ့နေ့လယ်တနာရီတိုးအချိန်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာရုရှားနဲ့ယူကရိန်းတို့ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးကြဖို့စီစဉ်ထားပြီးတော့အဲ့ဒါလိုမတွေ့ဆုံမီတရက်လုံးမှာကြီးမားတဲ့စစ်စင်ရေးကြီးဆင်နွှဲပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဂါဇာမှာဖမ်းဆီးထားတဲ့အစ္စရေးတစားကန်တွေလွတ်မြောက်ရေးတောင်းဆိုတဲ့အမေရိကန်ကော်လိုရာဒိုပြည်နယ်မှာ မနေ့ကလုပ်တဲ့ဆန္ဒပြပွဲအတွင်းပါလက်စတိုင်းလူမျိုးရေးကြွေးကြော်ပြီးတော့လူတယောက်ကဓာတ်စီပုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်အမျိုးသား၄ယောက်နဲ့အမျိုးသမီး၄ယောက်ဒဏ်ရာရခဲ့ပါတယ်တိုက်ခိုက်တဲ့သူကိုအဲ့ဒီနေရာမှာပဲရဲကဖမ်းဆီးလိုက်ပါတယ်လူတချို့ဒဏ်ရာရတာဟာပြင်းထန်တဲ့အတွက်ကြောင့်စေယုံကိုရဟတ်ရင်နဲ့ချက်ချင်းပို့ဆောင်ခဲ့ရပါတယ်တိုက်ခိုက်မှုကိုပြုလုပ်တဲ့လူဟာအသက်၄၅နှစ်အရွယ်မိုဟာမက်ဆူလီမန်ဆိုသူဖြစ်ပြီးတော့အဲ့ဒီတိုက်ခိုက်မှုကိုအကြမ်းဖက်လုပ်ရလို့ FBI ကကြေညာထားပါတယ် ဣသရေလပါလက်စတိုင်းပြည်ပခပြင်ခံထမ်းနေချိန်မှာ အခုလိုတိုက်ခိုက်မှုဖြစ်ပေါ်လာတာပါတိုက်ခိုက်သူမိုဟာမက်ဆူလီမန်ဟာအီဂျစ်အမျိုးသားတစ်ယောက်ဖြစ်တယ်လို့လည်းရဲအဖွဲ့ကအတည်ပြုထားပါတယ်ဇွန်လ2ရက်နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်